။တန်ပေါက်မကြိုက်ဘူးဆိုတဲ့လူကတော့တော်တော်ရှားမိတယ်မှာလေ။အားလုံးပဲမင်္ဂလာပါ။ Flowfine ကျွန်တော်ချန်နဲ့နေတူဆူလိုက်ပါရစေ။ဒီနေ့တော့အိမ်မှာတန်ပေါက်ချက်စားဖြစ်ပါရစေ။တန်ပေါက်ကပောင်ပစ္စည်းတွေများပေမဲ့တကယ်တော့ချက်ပုံချက်နည်းကယူရှင်ပါရစေ။အားကြောင့်မလို့တန်ပေါက်ကြိုက်တဲ့လူတွေလည်းအတူတူလိုက်လို့စားလို့ရအောင်လို့အိမ်မှာလိုက်ချက်လို့ရမယ့်အလွယ်နည်းလေးကိုဖော်ပြပေးလိုက်ပါရစေ။တန်ပေါက်ကြိုက်တဲ့ဆိုရင်ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးကြပါဦးနော်။ ံပေါက်ကိုကြက်သားနဲ့ချက်မှဖြစ်လို့ဒံပေါက်ကြက်တစ်ခေါင်ကိုအသုံးပြုပါမယ်ပထမဆုံးကြက်သားကိုရည်နဲ့ဒီချာလေးတန်တော့လို့ဆေးလိုက်ပါမယ်ရည်ဆေးပြီးသွားပြီဆိုရင်တော့ကြက်သားကိုအရသာနေပါမယ်ကြက်သားအရသာနေတဲ့အခါမှာတော့ချက်ခန်းဒီမှာကတ်ပြီးတော့နေတာမဟုတ်ဘဲနဲ့တညလောက်ကြိုနေထိုင်တော့ပို့ပြီးကောင်းပါတယ်အဲဒါကြောင့်တညနှက်ပြီးတော့တိန်းထားမဲ့ဘန်းလေးကိုတစ်ခါလေးထည့်ပြီးတော့မှအရသာနေလိုက်ပါမယ်အရသာနေတဲ့အထည်ကိုထည့်ဖို့အတွက်ပူစီနယ်ကိုလည်းရည်ဆေးပြီးတော့ရွက်လေးချွေထားလိုက်ပါမယ်ဆန်နွေးမှုန့်ထည့်ပါမယ်စားထည့်ပါမယ်ဟင်းရွက်မှုန့်ထည့်ပါမယ် ီတော့ဟင်းဟင်းချက်မုံလို့ခေါ်တဲ့ငရုတ်သီးအစိမ့်မုံကိုနှစွန်းလောက်ထည့်လိုက်ပါမယ်။ကူးထည့်တဲ့စားဆန်ွေငရုတ်သီးမုံတို့ကကိုချက်တဲ့ကြက်ပမာဏပုံမူတည်ပြီးတော့ချိန်ဆထည့်ရမှာဖြစ်ပါတယ်။ပြီးတော့ဟင်းပူစီနံရွက်တွေကိုခြေပြီးတော့ထည့်ပေးလိုက်ပါမယ်။ကြက်သားနှက်ဖို့အတွက်မဆလာကိုတော့ဒံပေါက်မဆလာအသုံးပြုပါမယ်။မဆလာကတော့တစွန်းလောက်ပဲထည့်ပါမယ်။ပြီးတော့ဟင်းဒိန်ချင်ထည့်ပါမယ်။ကျေးဇူးအရှိရာလေးအကုန်ထည့်ပြီးသွားပြီဆိုတော့တေချာလေးတမအောင်နေပြီးတော့ရတာနှက်ထားပါမယ်။ ခုကတော့ကြက်သားကိုဓာတ်ပေါက်မချက်ခင်တရက်ကြိုပြီးတော့အရသာနှက်ထားတာပဲဖြစ်ပါတယ်တကယ်လို့ကိုကတရက်ကြိုနှက်ဖို့အချိန်မရဘူးဆိုရင်တော့ချက်မဲ့မနှက်မှအနည်းဆုံး3-4နာရီလောက်နှက်ပေးလိုက်ရင်ရပါတယ်အရသာတိချနေပြီးတော့ဆိုရင်တော့အဖုံးလုံးအောင်အုပ်ပြီးရောရေခဲတိတားတွေမှာတင်ထားလိုက်ပါမယ်ဓာတ်ပေါက်ချက်ဖို့အတွက်ကဘတ်စမာတီဆန်ကိုအသုံးပြုပါမယ်မချက်ခင်မှာအရင်ဆုံးဆန်3လုံးကိုရေကြိုပြီးတော့စိမ့်ထားလိုက်ပါမယ် ဆန်ရီစိန်ထားတို့မှာပဲအရသာကြိုပြီးတော့နှက်ထားတဲ့ကြက်သားကိုချက်ဖို့အတွက်လိုအပ်ရည်ပြင်ဆင်ပါမယ်။ကြက်သွန်ဒီစီကြက်ချက်ဖို့အတွက်ကြက်သွန်အနီး15ဦးလောက်ကိုအဖုံကွာရေးဆေးပြီးတော့ပတ်ပတ်လှိထားလိုက်ပါမယ်။ပြီးတော့အရင်စီကြက်ချက်ဖို့အတွက်အိုးတွေကိုစီထည့်လိုက်ပါမယ်။ စီပူလာပြီဆိုရင်တော့ဆနွင်းထည့်ပြီးတော့လီးထားတဲ့ကြက်သွန်တွေကိုထည့်ပြီးတော့စီချက်ချက်ပေးပါမယ်။ကြက်သွန်တွေစီချက်ချက်တဲ့အခါမှာတော့မီးပြင်းပြင်းနဲ့မကြောပဲနဲ့ကြက်သွန်တွေတူးမှဆိုတဲ့အတွက်မီးအေးအေးနဲ့ပဲပုံမှန်လေးကြောပေးရပါမယ်။ချက်တဲ့ပမာဏများတဲ့အတွက်အကျက်ညီပြီးတော့မတူးအောင်လို့ခဏခဏမှွေပေးနေဖို့လိုပါတယ်။ခုလိုမျိုးကြက်သွန်လေးတွေအရောင်ရှင်းလာပြီဆိုရင်တော့ရပါပြီကြက်သွန်ဒီစီချက်ဖက်တွေကိုဆယ်ပြီးတော့စီစစ်ထားလိုက်ပါမယ် ဆိုရင်ကြက်သွနီချောရရပါပြီ။အရသာနှက်ထားတဲ့ကြက်သားကိုချက်ဖို့အတွက်ရေကတိတားတွေကထုတ်လိုက်ပါတယ်။ကြက်သားဟင်းတွေကိုထည့်ချက်ဖို့အမွှေးကြိုင်တွေအနေနဲ့ကရဝေးရွယ်တေချဖို့ကောက်ဖာလာလေးညင်းနှန်နှန်စီတို့အသုံးပြုပါမယ်။စီသက်ဖို့အတွက်ကကြက်သွအဖြူတဦးရဲ့ကြက်သွအနီသုံးဦးရဲ့ဂျင်းလက်တစ်စစ်လောက်ရေကိုရောပြီးတော့ကြိတ်ထားပါမယ်။အခုကြက်သွနီချောကအေးသွားပြီဆိုတော့မှွေလိုက်ပြီးတော့၃ပုံတပုံကိုကြက်သားတွေကိုထည့်ပြီးတော့နေပါမယ်။ ချက်သားရဲ့ချက်သွန်နီကျော်ရဲ့တေချာနှက်အောင်နေပြီးသွားပြီဆိုရင်တော့ချက်သားဆပြီးတော့ချက်ပါတော့မယ်။ပိုးတဲ့ကိုစီထည့်ပြီးတော့အပူပေးလိုက်ပါမယ်။စီကချက်သွန်နီစီချက်ချက်ထားတဲ့စီကိုပဲပြင်ပြီးတော့အသုံးပြုလိုက်ပါတယ်။စီပူလာပြီဆိုရင်တော့ချက်သွန်အဖြူနီချိန်ထားတာကိုထည့်ပြီးတော့စီတက်ပါမယ်။စီတက်နေနဲ့အမွှေးကြိုင်နေပါတခါလေးထည့်ပါမယ်။ဖာလာစီနှစ်ဆေးလောက်ထည့်ပါမယ်။နန်းနန်းစိနေငယ်ထည့်ပါမယ်။ကရဝေးရွယ်၃လေးရွယ်လောက်ထည့်လိုက်ပါမယ်။လင်းညင်းကိုအနည်းငယ်ပဲထည့်ပါမယ်။ ဒီချက်ဖို့ကောက်နှင်းငယ်ထည့်ပါမယ်ပြီးတော့အကုန်လုံးတေချာလေးတမောင်မှွေပြီးတော့ကြက်တွန်လေးကျွတ်ပြီးတော့အနယ်လေးမှွေလာတဲ့အထိစီတက်ပေးပါမယ်စီတိုင်းနဲ့ကြက်တွန်အဖြူနှစ်ကအခုလိုမျိုးကျွတ်လာပြီဆိုရင်တော့ကြက်သားကိုထည့်ပြီးတော့ချက်ပါမယ်ကြက်သားထည့်ရင်လည်းနှက်ထားတဲ့အနှစ်တွေကအကုန်လုံးထည့်ပြီးတော့ချက်ပါမယ်ကြက်သားထည့်ပြီးသွားရင်တော့စီထဲမှာအပေါ်ကြောလေးတင်းလာတဲ့အထိတစ်ဖက်ကို3မိနစ်လောက်စီချက်ပေးရပါမယ်။3မိနစ်လောက်ချက်ပြီးသွားပြီဆိုရင်တော့နောက်တစ်ဖက်ကိုလှန်ပေးပါမယ်။ ဟိုဘက်ဒီဘက်3မိနစ်လောက်စီချက်ပြီးလို့အပေါ်ကျော်လေးတင်းလာပြီဆိုရင်တော့ကြက်သားမြုပ်ရုံးရေထည့်ပြီးတော့ဆက်ပြီးတင်းထားပါမယ်။ရေထည့်ပြီးတော့ရေထဲမှာအနှစ်တွေနှံ့သွားလို့အနေငယ်မှုေပေးလိုက်ပါမယ်။ပြီးတော့ရင်အဖုံးအုပ်ပြီးတော့ရေခန်းသွားတဲ့အထိဆက်တင်ထားလိုက်ပါမယ်။ကြက်သားတင်ထားတာနိုင်ဝက်လောက်ကြာသွားပြီမို့လို့ဖုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ကြက်သားရေခန်းစားပြုတ်နေပြီပဲဖြစ်ပါတယ်။အဲဒါကြောင့်ကြက်သားအုပ်ကိုတခြားမှုေလိုက်ပြီးတော့ကြက်သားတုံးလေးတွေကိုအပေါ်အောက်လှမ်းပေးလိုက်ပါမယ်။ ရေခမ်းစပြုနေပြီဖြစ်တဲ့အတွက်ဖုံးပြန်မအုပ်တော့ပင်နဲ့ရေခမ်းပြီးတော့စီပြန်သွားတဲ့အထိဆက်ပြီးတော့တည်ပြီးလိုက်ပါမယ်စီပြန်သွားပြီဆိုရင်တော့ကြက်သားရပါပြီမချခင်ရတာအပေါငံလေးတစ်ချက်မြည်ကြည့်ပြီးတော့ရတာပြင်လိုက်ပါမယ်လိုတဲ့ရတာထည့်ပြီးလို့ရတာနှံ့တော့အောင်တေချာလေးမှွေပြီးသွားရင်တော့ကြက်သားဟင်းရရည်ပဲဖြစ်ပါလိမ့် ကူကြတာချက်ပြီးသွားပြီဆိုတော့ပထမရေစိန်ထားတဲ့ဆန်ကိုရေပြန်ဆေးလိုက်ပါမယ်ဆန်ဆေးတာတော့ပုံမှန်ဆန်ဆေးနေကြအတိုင်းပဲ၃កောက်လောက်ဆေးလိုက်ပါလေဆေးပြီးသွားပြီဆိုရင်တော့ရေစစ်ထားလိုက်ပါမယ်ပြီးသွားရင်ဆန်ကိုချက်ဖို့အတွက်အိုးတွေကိုရေနှွေးထည့်လိုက်ပါမယ်ရေနှွေးကိုပြန်စုပေါင်းလို့ခဏတေးထားပါမယ်ရေနှွေးစုသွားပြီဆိုရင်တော့ပူစီနံရွက်ကိုထည့်လိုက်ပါမယ်မွေးကြိုင်နေနေနဲ့ကတေချဘိုးកောက်ထည့်ပါမယ်ကရဝေးရွက်ထည့်ပါမယ်နန်းနေစိတ်အနေငယ်ထည့်ပါမယ်နန်းနေပွင့်တပွင့်ထည့်ပါမယ်လေးညှင်းအနေငယ်ထည့်ပါမယ် ြီးတော့ရင်ရေစစ်ထားတဲ့ဆန်အိုးထည့်ပြီးတော့ချက်လိုက်ပါမယ်။ဒံရောက်ဖောက်ဖို့အတွက်ဆန်အိုးထမင်းချက်တဲ့အခါမှာပုံမှန်ထမင်းချက်တယ်လို့မျိုးထမင်းအနေထားရောက်သွားတဲ့အထိမချက်ပါဘူး။ဆန်ကနေထမင်းမဖြစ်ခင်အနေထားတစ်ဝက်လောက်အထိပဲချက်ပါမယ်။လုံးဝထမင်းဖြစ်သွားတဲ့အထိချက်ပြီးမှဒံပေါက်ထပ်ဖောက်မယ်ဆိုရင်တော့ထမင်းတွေကပြေးကုန်မှာပဲဖြစ်ပါလိမ့်။အဲဒါကြောင့်ချက်ထားတဲ့ဆန်ရဲ့အနေထား60ရာခိုင်နှုန်းလောက်ချက်ပြီးဆိုရင်ရပါပြီ။ထမင်းချက်ထားတဲ့ထမင်းရည်ကိုတုံပြီးတော့ဆန်ကိုရေစစ်ထားလိုက်ပါမယ်။ ဒါဆိုရင်တံပေါက်စဖောက်ဖို့အတွက်လိုအပ်လေးတချို့ပြင်ဆင်ပါမယ်။စောစောကကြော်ထားတဲ့ကြက်သွုံကြော်ရဲ့သုံးပုံတစ်ပုံလောက်ကိုပကံလေးကိုထည့်လိုက်ပါမယ်။ပြီးရင်တကြားနှစ်စွန်းလောက်ထည့်ပါမယ်။စားထည့်ပါမယ်။တံပေါက်မဆလာထည့်ပါမယ်။ကိုကအရင်မှွေးကြိုင်နေမှကြိုက်ဘူးဆိုရင်တော့မဆလာကိုရှော့ထည့်ပါ။ပြီးတော့ရင်အကုန်လုံးကိုတကြားနှံ့ပြီးတော့တမတော်အောင်လို့နေထားလိုက်ပါမယ်။ ဒီဟိုစီးနဲ့စပီး6ကတော့ကိုထဲကျင်တဲ့လောက်ပုံမှန်အသုံးပြုနိုင်ပါတယ်။ပေးစိမ့်ကိုတော့ frozen လောက်ထားတာရှိလို့ frozen လောက်ထားတဲ့ပေးစိမ့်ကိုအသုံးပြုပါမယ်။မရှိဘူးဆိုရင်အခုလိုပေးစိမ့်ဖူးကိုအသုံးပြုလို့ရပါတယ်။ဒါဆိုရင်ဓာတ်ပေါက်ဖောက်မဲ့အိုးတွေကိုကြက်သားတွေအရင်ထည့်လိုက်ပါမယ်။ကြက်သားထည့်ပြီးတော့ရင်ကြက်သားအနှစ်တစ်ဝက်လောက်ကိုပါထည့်လိုက်ပါမယ်။ပြီးတော့ရင်ကြက်သားအပေါ်ကရေစစ်ထားတဲ့ထမင်း၃ပုံ၃ပုံလောက်ကိုဖြန့်ပြီးခင်းပေးလိုက်ပါမယ်။ထမင်းရဲ့၃ပုံ၃ပုံပမာဏလောက်ထည့်ပြီးသွားပြီဆိုရင်တော့ဆော့ဆော့ကနေထားတဲ့ကြက်သွင်ကြိုးကိုဖြူပေးလိုက်ပါမယ်။ ကျက်သွန်ကျော်လည်းအကုန်မထည့်ပါဘူးသုံးပုံတစ်ပုံစာလောက်ပဲထည့်ပါမယ်ပြီးရင်အမွှေးချိုင်နေဖြစ်တဲ့ကရဝေးရဲ့နန်းနန်းစိနနက်ပွင့်စာရည်ကိုနင်းငယ်စီထည့်ပေးလိုက်ပါမယ်ဒီဟိုစိကိုလည်းကိုသုံးတဲ့ပမာဏရဲ့တဝက်လောက်ပဲထည့်ပေးပါမယ်စပီးချောက်ကိုလည်းတဝက်လောက်ထည့်ပေးလိုက်ပါမယ်ဒါဆိုရင်တော့တက်လွှားခင်းပြီးပါပြီအဲ့ဒီပေါ်မှာချက်ထားတဲ့ထမင်းရဲ့သုံးပုံတော့ကိုထပ်ပြီးတော့ထည့်ပါမယ်ဆောဆောလိုပဲကျက်သွန်ကျော်၃ပုံ၃ပုံလောက်ကိုဖြူပေးလိုက်ပါမယ် ပဲစိမ့်ထည့်လိုက်ပါမယ်။ဒါဆိုရင်နောက်ဆုံးကြံတဲ့ထမင်း၃မုတ်တဘုံအကုန်ထည့်လိုက်ပါမယ်။ဟိုကနေကြံတဲ့ကြက်တုံချိုအကုန်ဖြူပေးလိုက်ပါမယ်။စပြေးချောင်းနဲ့တီဟိုစီတဝက်စီကြံတာကိုအကုန်လုံးဖြန့်ပြီးတော့ထည့်ပေးလိုက်ပါမယ်။ကြံတဲ့အမွေးအကြိုင်တွေကိုလည်းနည်းနည်းစီလိုက်ထည့်ပေးလိုက်ပါမယ်။ကြတာအနည်းပိုးတဲ့တဝက်လောက်ကိုတော့ထမင်းတို့တစ်ချံကိုကတ်ပြီးတော့အပေါ်ကနေထည့်လိုက်ပါမယ်။ဒံပေါက်အရောင်အတွက်ကတော့ကန်ကုမှမရှိတဲ့အတွက် food color ကိုပဲဖြောပြီးတော့ထည့်လိုက်ပါမယ်။ စားတော့ဆိုးစေအဝါရောက်အနေငယ်ကိုရှင်နဲ့ပြင်ဖြော်လိုက်ပါမယ်။ပြီးသွားရင်ထမင်းပေါ်ကနေလိုက်ပြီးတော့ဆန်းပေးပါမယ်။ဟိုးအောက်အထဲထိရောက်ဖို့အတွက်ကြတော့ထမင်းအိုးတွေကိုတူနဲ့ဆိုက်လိုက်ပြီးတော့တွင်းလေးလိုက်လို့လိုက်ပါမယ်။ခုလိုမျိုးတွင်းပေါက်လေးဖြစ်သွားပြီဆိုရင်တော့ပေါက်လေးတွေကိုနင်းငယ်လိုက်ပြီးတော့လောင်းထည့်ပေးလိုက်ပါမယ်။အဲ့ဒီပေါက်လေးတွေကိုပဲဂီထောပဲစီကိုလည်းနင်းငယ်စီလိုက်ပြီးတော့ထည့်ပေးလိုက်ပါမယ်။မှုေးတော်လို့အပေါ်ကနေထောပဲစီလေးတစ်စွန်းလောက်ကဆန်းပေးလိုက်ပါမယ်။ ဒီတံပေါက်ထမင်းက60ရာခိုင်နှုန်းလောက်ပဲကျက်သေးတာဖြစ်တဲ့အတွက်ကျက်ဖို့လိုပါသေးတယ်။အဲဒါကြောင့်ထမင်းအိုးထဲမှာဆက်ပြီးတော့ချက်ဖို့အတွက်ရေအနည်းငယ်ထပ်ပြီးတော့ထည့်ပေးလိုက်ပါမယ်။ပြီးသွားရင်တော့ထမင်းအိုးတွေကိုထည့်ပြီးတော့ပုံမှန်ချက်နေကြအတိုင်းပဲချက်ထားလိုက်ပါမယ်။အများစုကတော့တံပေါက်ကိုအခုလိုခင်းပြီးတဲ့အခါမှာလေးလုံးအောင်ပိတ်ပြီးတော့ဖောက်ကြပါလိမ့်။ကျွန်တော်တို့ကတော့အိမ်မှာအလွေချက်စားတာဖြစ်တဲ့အတွက်ထမင်းအိုးနေပဲအလွေတေးလိုက်တာဖြစ်ပါလိမ့်။ထမင်းချက်သွားပြီဆိုရင်တော့လုံးအောင်မှုေးကြိုင်ပြီးတော့အရောင်ရောအစင်ရောအရင်ကိုလှပါလိမ့်။တံပေါက်ထမင်းလေးကရာယူပဲဖြစ်ပါလိမ့်။ ပိုင်းပစ္စည်းထည့်ရတာအနည်းငယ်ရှုပ်ပြီးမယ်ဒီနီးကတော့အိမ်မှာလူတိုင်းလွယ်လွယ်လိုက်ချက်စားလို့အဆင်ပြေမယ်လို့ယူဆပါတယ်ခင်ဗျာကဲအခုတံပေါက်ကရသွားပြီဖြစ်တဲ့အတွက်တံပေါက်နဲ့တွဲစားဖို့ငယ်ပြားရေကြော်ရေတည့်ရချင်းတုပ်ရေဆက်ပြီးတော့လုပ်ပါမယ်ငယ်ပြားရေကြော်ကြော်ဖို့အတွက်ကပစုံကြောက်ကိုအရင်ဆုံးညံ့အောင်ကြိတ်ထားလိုက်ပါမယ်ပစုံကြောက်လေးညက်သွားပြီဆိုရင်တော့မြုပ်သီးစီတပ်ဖို့အတွက်ကြက်တုံအဖြူအနီး ရင်ချက်ငရုတ်သီးမုံကိုရောပြီးတော့ညက်သွားအောင်လို့ကြိတ်ထားလိုက်ပါမယ်။ငရုတ်သီးအနှစ်ရပြီဆိုရင်စီစတ်တက်ပါမယ်။အိုးတွေကိုစီထည့်ပြီးတော့စီပူလာပြီဆိုရင်တော့ကြိတ်ထားတဲ့ငရုတ်သီးအနှစ်တွေကိုထည့်ပြီးတော့စီတက်လိုက်ပါမယ်။ငရုတ်သီးစီတက်ကအနယ်လေးမှု့ပြီးတော့အရောင်လေးရင်လာပြီဆိုရင်တော့ခွဲချမ်းပတ်တီကိုထည့်လိုက်ပါမယ်။ငံပြားကြီးထည့်ပါမယ်။ပြီးသွားရင်တော့အကုန်လုံးကိုတေချာမှု့ပြီးတော့ငရုတ်သီးခွဲချမ်းပတ်တီငရုတ်သီးအစိမ့်နဲ့ပျောက်သွားတဲ့အထိစီထက်တက်ပြီးပါမယ်။ မြူသီးအစိမ့်နဲ့ပျောက်သွားပြီဆိုရင်တော့ကြိတ်ထားတဲ့ပုံကြောက်တွေကိုထည့်လိုက်ပါမယ်။အင်းရမှုန့်ထည့်ပါမယ်။ပြီးတော့အကုန်လုံးကိုတေချာသမအောင်မှုန့်ပြီးတော့ကြော်ပေးလိုက်ပါမယ်။အကုန်လုံးတေချာနှံ့အောင်မှွေပြီးတော့2မိနစ်3မိနစ်လောက်ကြော်ပေးလိုက်ပြီးရပါပြီ။ပြီးသွားရင်ကြက်သွန်ကြော်ထားတာကြံတာကိုအကုန်ထည့်လိုက်ပါမယ်။ထည့်ပြီးသွားလို့အကုန်လုံးတေချာနှံ့အောင်မှွေလိုက်ပြီးရင်တော့ပစုံချောင်းငံပြားကြီးချက်ကယာယီပဲဖြစ်ပါတယ်။ ုတရက်ချင်းတုတ်ပါမယ်တရက်ချင်းတုတ်ဖို့အတွက်ကော်ဖီကိုခပ်ပါးပါးလှီးထားလိုက်ပါမယ်ပြီးတော့ရင်တော့ရေနဲ့နှစ်ထပ်သုံးထပ်လောက်စေးပြီးတော့ရေစစ်ထားလိုက်ပါမယ်တရက်ချင်းကိုတော့အထုပ်တစ်ဝက်လောက်တုတ်ပါမယ်အထုပ်နဲ့လာတဲ့တရက်ချင်းတွေကတော့အငံအရင်ကဲတဲ့အတွက်အငံလျော့သွားလို့ရေနဲ့နှစ်ခေါက်လောက်စေးပြီးလိုက်ပါမယ်ပြီးတော့ရင်ရေတေချာညှစ်ပြီးတော့တုတ်မဲ့ပကံလေးကိုထည့်ထားလိုက်ပါမယ် ကျက်တော့အလီ၃ဦးလောက်ကိုလည်းတချမ်းချမ်းရေးဆေးပြီးတော့တုတ်ထဲထည့်ဖို့အတွက်ခပ်ပါပါလှိထားလိုက်ပါမယ်။ရေးဆေးထားတဲ့ကော်ပီကိုထည့်လိုက်ပါမယ်။ပေးချက်မှုန့်ထည့်ပါမယ်။ခင်းရွက်မှုန့်ထည့်ပါမယ်။ငံပြားရည်နှင်းငယ်ထည့်ပါမယ်။ကျက်တော့ဒီစီချက်ကိုတော့စီချက်အဖက်ကော စီချက်စီရောထည့်လိုက်ပါမယ်။အဆက်ကြိုက်တယ်ဆိုရင်တော့ငရုတ်သီးစိမ်းထားမှွင့်ငရုတ်သီးမှုန့်ထည့်ပြီးတော့တုတ်ပါမယ်။နောက်တည့်ရချင်းတုတ်ထဲမှာမြေပဲလေးပိုင်းတော့ပိုစားလို့ကောင်းပါလေ။ တေချာနှဲ့အောင်နေပြီလို့ရတာအပေါ်ငယ်မြည်ကြည့်ပြီးရင်တော့တရားရှင်တော့ကရပါပြီ။ကဲဒါဆိုရင်တော့ဒံပေါက်လေးရပြီ။ဒံပေါက်နဲ့တွဲဆဖို့အတွက်ငယ်ပြားကြီးကျော်တရားရှင်တော့ကိုရပြီဖြစ်ပါလိမ့်။ဒါဆိုရင်တော့ဒီနေ့လုတ်ပြသွားတဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ဒံပေါက်ကိုကိုယ်တိုင်အိမ်မှာလွယ်လွယ်ကူကူလိုက်လုပ်စားနိုင်မယ်လို့ယူဆပါရခင်ဗျာ။ဗီဒီယိုလေးကိုဆုံးထိချီရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အခုလိုမျိုးအရသာရှိတဲ့ဟင်းချက်ညီမုံလုံးတွေကိုအပတ်စဉ်တနင်္လာဘုတ်ထုံးနဲ့စနေနေ့ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးတော့မှာလို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောက်လေးကိုနှိပ်ထားပေးပါဦးနော်။ နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်